ဒီပီပီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးမှာပါ။အေရဝတီတိုင်းငတိုင်းချောင်းမြို့နယ်တီတာကုံပြင်းရွာအနီးမှာစစ်ကောင်စီတပ်နဲ့အေအေဥဆောင်တဲ့ပူပေါင်းတပ်တွေဟာမလ16ရက်မနေ့ပိုင်းမှာတိုက်ပွဲဖြစ်ပွားနေတယ်လို့ငတိုင်းချောင်းဒေသခံတွေစီကသိရပါတယ်။ငတိုင်းချောင်းမြို့နယ်နဲ့ရိုးမအဆက်ကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုငတိုင်းချောင်းအမြောက်တပ်အမတ344ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာဒရုန်းတွေနဲ့တိုက်ခိုက်တာတွေကိုလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ မလအတွင်မုံရွာရဲ့ဦးလံဘက်ကရိုးမအဆက်နေရာတွေနဲ့ပသိန်သားပေါင်းငတိုင်း6နဲ့၄မျက်နှာမျိုးနဲ့အဆက်ကနေရာတွေမှာအာရခတက်တော် AA ဦးဆောင်တဲ့ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့တက်ပွဲတွေပုံမဖြစ်ပွားလာတယ်လို့ဒေသခံတွေကပြောပါတယ်။လေးမျက်နှာမျိုးနဲ့ချင်းလက်ရွာအနီးမှာလည်း AA ပူပေါင်းတက်တွေနဲ့စစ်ကောင်စီတက်တို့မလ18ရက်မှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။အဲ့ဒီနောက်လေးမျက်နှာမျိုးနဲ့အဆက်က မှန်တဲရွာနဲ့ဝက်ကုံးရွာတွေအနီးကိုစစ်ကောင်စီလက်တပ်ကမလ၁၈ရက်ညပိုင်းမှာ လေကြောင်းကနေဘုံသုံးလုံးလာရောက်ကျေချခဲ့ပြီးလူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ဒေသခံတွေစီကသိရပါတယ်ရှင်။ ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ထိမ်မင်းတုတ်တမမလ၁၈ရက်နေ့လယ်တနင်္ဂနွေကကြိုခဲ့တဲ့အရက်ဘက်ကစရွေအဖွဲ့ဝင်အသက်၁၈နှစ်အရွယ်မတ်အိတ်မြတ်တို့ရဲ့နောက်ဆုံးခီးကိုလူမှုကူညီရေးအဖွဲ့ဝင်တွေနဲ့အတူចောင်းသူចောင်းသားတွေယာနဲ့ချီလိုက်ပါပို့ဆောင်ခဲ့ပါတယ်။ပြီးခဲ့တဲ့မလ၁၆ရက်မနက်၉နာရီလောက်ကလူနာကိုလိုက်ပို့ရင်အမြန်လန်းတနေရမှာလူနာတင်ရင်တိမ်မောက်က ိုရန်ကျောင်းစာမပွဲပြပချင်းမှာပဲအောင်စေလူမှုကူညီရေးအသင်းမှာစေတနာဝန်ထမ်းဖြစ်လောက်ကိုင်းနေတဲ့မအိမ်မြတ်တို့ကွဲလွန်သွားခဲ့တာဖြစ်ပါတယ်မအိမ်မြတ်တို့ရဲ့နောက်ဆုံးခီးကိုရငုတ်တိုင်းထဲကအရက်ပတ်အသင်းတွေသာမကအေရီဘကူမွန်ပြည်နယ်တို့ကလူမှုကယ်ဆယ်ရေးအသင်းပေါင်း50နီးပါးလာရောက်ခဲ့တာကိုတွေ့ရပါတယ်ရပိုင်အတွင်လူနာတည်ရင်တိမ်မှောက်မှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီးလူသေဆုံးမှုတွေရှိခဲ့တဲ့အတွက် ပြည်သူတွေပြစ်တင်ဝေဖန်မှုတွေရှိနေခဲ့ပေမဲ့လိုအပ်နေသေးတဲ့ပြည်သူအတွက်ဆက်လက်ကူညီကယ်ဆယ်ရေးတွေလှုံ့ဆော်နေမှာဖြစ်တယ်လို့ရန်ကုန်အခြေစိုက်ကယ်ဆယ်ရေးအသင်းဝင်ကပြောပါတယ်ရှင်။ရခိုင်ပြည်နယ်မောင်တောမြို့နယ်ရွှေစားချောင်းကဏ္ဍမှာမလ၁၈ရက်နေ့လယ်၁၂နာရီကျော်ကစစ်ကောင်စီတပ်ထောင်ထားခဲ့တဲ့စစ်တပ်မိုင်းနှိမ့်ပြီးဒေသခံတယောက်ဘေဘက်ခြေတော်တစ်ဖက်ပြတ်ထွက်ကအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်။ လာစာရက်ကွက်ကအသက်44နှစ်အရွယ်အဒူဟာလိတ်ဟာရွှေစား6မှ9ရှာသွားတဲ့အချိန်စစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနေမိပြီးအပြင်းထန်ဒဏ်ရာရရှိကာနေဆက်ရဆေးရုံတစ်ခုမှာရေးပေါ်ဆေးဝါးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်ရခိုင်ပြည်နယ်တောင်ကုန်းမြို့မှာလည်းမလ18ရက်မနေ့ပိုင်းကစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့စစ်ကြမ်းမိုင်းနေမိပြီးအမျိုးသမီးတယောက်အပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ် ရခိုင်ပြည်နယ်အတွင်းမှာဖေဖော်ဝါရီလတလအတွင်းစစ်ကောင်စီတပ်ကထောင်ထားခဲ့တဲ့မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပောက်ကွဲမှုကြောင့်အရက်သားပြည်သူ၈ယောက်ထက်မနည်းသေဆုံးပြီးအယောက်၂၀ထက်မနည်းဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ AR တိုင်းအင်ကပူမြို့နယ်ကွင်းကားမြို့အခြေဆိုင်တတကငါစစ်တနန်းကျောင်းပတ်ဝန်းကျင်မှာစစ်ကောင်စီတပ်ကကတုတ်ကျင်းတွေ တူးနေပြီးဘန်ကာတွေတိစောက်နေတယ်လို့အချင်းနောက်နဲ့နေဆက်သူတွေစီကသိရပါဗျာ စစ်မှုထမ်းအဖြစ်စုဆောင်းခံထားရတဲ့လူငယ်တွေဟာမလ၁၈ကစတင်ပြီးတတက၅စစ်တနန်းကျောင်းပတ်ဝန်းကျင်မှာကရုတ်ကျင်းတွေဒူးနေရပြီးစစ်ကောင်စီတပ်သားတွေကလက်နက်အပြင်းနဲ့စောင့်ကြည့်နေတယ်လို့ဆိုပါတယ်စစ်တိုင်းမှုကညွန်ကြားတဲ့အတွက် လုံခြုံရေးအနေအထားအဆင့်သတ်မှတ်ပြီးအနက်၄ဘေးအလျား30 60 90 80ထိရှိတဲ့ကရုတ်ကျင်းတွေနဲ့ဘန်ကာ20ထက်မနည်းကိုအရေးပေါ်တိဆောက်နေတာလို့စစ်တနန်းကျောင်းရဲ့နေဆက်သူကပြောပါတယ် ။တားပြင်အဓိကကြားတဲ့နေရာတွေမှာ CCTV ကင်မရာတွေကိုတပ်ဆင်ဖို့နဲ့တပ်ဆင်ထားတဲ့ CCTV ကင်မရာတွေကိုစနစ်တကျစစ်ဆေးအသုံးပြုဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ကွင်းကောင်းမျိုးကစစ်တနန်းချောင်းကိုပြီးခဲ့တဲ့ဇန်နဝါရီလပထမပတ်ကစစ်ကောင်စီခန့်တိုင်းဝန်ကြီးချုပ်ဦးတိမဝင်းနဲ့အဖွဲ့လာပြီးစစ်ဆေးကလုံခြုံရေးတွန်းမြင့်ထားဖို့ညွှန်ကြားခဲ့တယ်လို့ဆိုပါတယ်ရှင်။ ထိုင်းနိုင်ငံမြောက်ပိုင်းချင်းရိုင်းခိုင်မှာမလ၁၈ရက်မနေ့ညပိုင်းကမိုးတက်လေပြင်းကြားရောက်တာကြောင့်ဆေးရုံစာတင်ကြောင်းအစိုးရရုံနဲ့လူနေအိမ်တွေပါပျက်စီးပြီးလူလေးဦးထိခိုက်ဒဏ်ရာရသွားတယ်လို့ချင်းရိုင်းခိုင်ပြည်ကြားရေးဌာနကထုတ်ပြန်ပါတယ်။မနေ့ညနေ6နိုင်မှ9နိုင်ခွဲအထိမိုးတက်လေပြင်းကြပြီးမိုးသီးတွေပါကျွေလာတယ်။မဲလောင်မြို့နယ်မှာဆိုရင်ကျုံမောက်ကျောက်ပါကော်ဒန်ပုစလီဒုံမတဆရတဲ့လေအုပ်စုရှိရက်ွက်နဲ့ဂျေးရွာ15ခုမှာ ျက်စီဆုံးရှုံးမှုတွေရှိခဲ့တယ်လို့မဲလောင်မြို့နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်ပြက်စီးတဲ့အထဲမှာအစိုးရမူကြိုးကြောင်တစ်ကြောင်စာတင်ကြောင်တစ်ကြောင်ပြည်သူစေုံတို့ပါဝင်တဲ့တရားရသူ၄ယောက်ထဲမှာတယောက်ကပြင်းပောက်တကယ်ရွက်ကသူမျက်နှာပေါ်ကျလာလို့အထရေမေ့သွားကလက်ရှိချင်းရိုင်းစေုံကြီးမှာစေကူတာမှု ခံယူနေရတယ်လို့ဆိုပါတယ်လက်ရှိတဘာဝဘေးဒဏ်ကြောင့်ပြက်စီးသွားတာတွေပြန်လည်ပြုပြင်နေပြီး လူနေအိမ်နဲ့ဗေဒန်သစ်ပြည်သူတွေကိုကူညီထောက်ပံ့ဖို့ဆောင်ရွက်နေကြောင်းမြို့နယ်မှူးကပြောပါရယ်ထိုင်းနိုင်ငံမိုးလေဝသဌာနထုတ်ပြန်ချက်အရမလ25ရက်အထိမိုးသားတွေရှိနေအောင်မှဖြစ်ပြီးထိုင်းတောင်ပိုင်းမှာမိုးသက်လေပြင်းကြားရောက်နိုင်ပြီး ထိုင်းပင်လယ်အော်ဒေသမှာလှိုင်းအမြင့်2မီတာထိတက်လာနိုင်တယ်လို့ဖော်ပြထားပါတယ်ရှင်။ ဒီပီပီရုပ်မြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်မကတော့ချွချွဆမ်းပါကျေးဇူးတင်ပါတယ်ရှင်